မင်္ဂလာပါခရီးယားဒီနေ့ကျွန်တော်တို့နည်းနည်းနည်းဆွေးနွေးသွားမယ့်အကြောင်းအရာကတော့စာဖတ်ဝါသနာအိုရီတယောအဲစာဖတ်ဖို့အချိန်မရှိဘူးလို့ခံစားနေရတယ်ရောကွယ်ပါတော်တော်လေးစီဝင်စားစရာကောင်းပါပါကျွန်တော်တို့အခြေခံပြီးဆွေးနွေးမှာကဆရာချစ်ဖို့ဝယ်မြန်မာစာရေးထားတဲ့ဆောင်းပါတဲ့ဘူပါတုတ္တစာပဲသူမဟုတ်ဘဝကိုအဆင့်မြင့်တင်ပေတော့ဉာဏ်ပညာတရာဆိုတဲ့ဆောင်းပါပဲဖြစ်ပါလေခင်ဗျာအဲတုတ္တစာပဲဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့လေလူအများစုကဟိုကြောက်စာကိုကြည့်တယ် ထူတဲ့ခက်ခဲတဲ့တမိုင်းစာအုပ်တွေကိုပြေးမြင်ပြီးနေနေတော့နောက်တွန့်ထွားရကြတယ်မဟုတ်လားတမဲဒီဆောင်းမကတင်ပြထားတဲ့ရွှေတောင်ကအတော်လေးဆွဲဆောင်မှုရှိတယ်သူကတုတ္တဆာပေကိုဘဝခီးကျန်းကိုဖြတ်ဖို့စောက်ထားတဲ့ဉာဏ်ပညာတရားဒဇင်အဖြစ်တင်စားထားတာဆိုတော့ဒီနေ့အဲ့ဒီတရားရဲ့ကြံ့ခိုင်မှုကိုကျွန်တော်တို့အတူတူစမ်းသပ်ကြည့်ရမယ်ဒီတရားကတကယ်ပဲခေတ်သစ်ဘဝရဲ့စိန်ခေါ်မှုတွေကိုထမ်းထနိုင်ရဲ့လားဆိုတာကိုပေါ့နော်အဲ့ဒီ freemingly တက်ကောင်းလာပဲရှင်ဘာလို့လဲဆိုတော့တရားဆိုတာအလှကြည့်ဖို့စောက်တာမှမဟုတ်တာလေ တဖက်ကမ်းမော်တကယ်ကုဖို့လက်တွေ့အသုံးချဖို့စောက်တာဒီဆောင်မားမရသစာပေကိုနှလုံးသားအတွက်ပန်းခင်းတုဒ္ဒစာပေကိုဘဝအတွက်တဒါလို့နိုင်ရှင်ထားတာကတုဒ္ဒစာပေရဲ့လက်တွေ့ချတဲ့တန်ဖိုးကိုပိုပြီးပေါ်လွင်စေတယ်ရှင်ဒီနေ့ခေတ်မှာလူတွေကလက်တွေ့အသုံးဝယ်မှုကိုပိုပြီးအာရုံစိုက်တာကြတယ်လေဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့ဒီနေ့မှာတော့အဲ့ဒီဉာဏ်ပညာတရားနေကျွန်တော်ဘဝအတွက်ဘယ်လိုတကယ်လက်တွေ့ကြတဲ့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုရယ် အဓိကအချက်၃ချက်ကိုဒီဆောင်မအကိုမိညာန်ဒီနက်နေနေနဲ့ဆွေးနွေးကြည့်ချင်ပါတယ်ပထမဆုံးအချက်ကတော့ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့ကိုတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလေအချင်းကိုဝယ်ယူခြင်းနဲ့ buying time ပေါ့စာဖတ်ခြင်းနဲ့အချင်းကိုဘယ်လိုဝယ်လို့ရမလဲဒါကကျောင်းလရဲ့နင်းနေတော့ထူးဆန်းနေလေနော်ဟုတ်ဒီနေရာမှာအချင်းကိုပိတ်ဆံပေးဝယ်တာမျိုးတဲ့ရဲ့ဆိုလိုတာမဟုတ်ပဲနဲ့ပူပြီးနက်နေတဲ့အဓိပ္ပာယ်နဲ့တုံးထားတာရှင်ဆောင်းမမှာရှင်းပြထားတာက လူတယောက်ရဲ့ပြမြတက်တန်က290 80မရှိလေလေဒီအချိန်တူလေးအတွက်မှာယာယာတိုင်းကိုကိုယ်တိုင်စမ်းသက်တင်ယူဖို့ကိုယ်တိုင်အမားခံပြီးလေးလာဖို့ဆိုတာอืมဘလို့မှမချင်နိုင်ဘူးအဲ့ဒီမှာသူတ္တစာပေကကြားခံတစ်ခုအနေနဲ့ဝယ်လာတာသူကသူတစ်ပါးရဲ့တပွားစာအတွေ့အကြုံသင်ခန်းစာတွေကိုအချိန်တူအတွက်မှာကိုယ့်စီအယူပို့ပေးတဲ့ထိုင်မရှင်းတစ်ခုလိုပဲอืม ဒီအချက်ကိုပိုရှင်းกว่าအောင်စောင်းပါတဲ့ကဥပမာလေးကိုကြည့်အောင်စူးဒီထွန်လုပ်ငန်းရှင်တယောက်ဆိုပါစို့သူကသူ့ရဲ့40လုံးလုံးစ조사ခဲ့ရတဲ့အတွေ့အကြုံတွေသူကြုံခဲ့ရတဲ့ဆိုးရွားတဲ့ကြာရှုံးမှုတွေအဲ့ဒီကနေဘလို့ပြန်ထူထောင်ခဲ့ရတဲ့ဆိုလေသင်ခန်းစာတွေအဲ့ဒါတွေကိုစာအုပ်တော့ထဲမှာအနှစ်ချုပ်ရေးထားတဲ့ဆိုပါတော့ကျွန်တော်တို့ကအဲ့ဒီစာအုပ်ကိုတစ်ဖက်လောက်အချိန်ပေးဖတ်လိုက်ရုံနဲ့သူ့ရဲ့40စာအသိပညာကိုကိုဦးနှုတ်ထဲဒေါင်းလုဒ်လုပ်လိုက်သလိုပဲ ရနိုင်တယ်လို့ဆိုထားတယ်။ဒီလိုတွေးကြည့်လိုက်ရင်တော်တော်လေးတန်ဖိုးရှိတဲ့အခွင့်အရေးပဲနော်။ဟုတ်ပါတယ်။ဒါကိုပဲဆောင်းမမှာဖြတ်လဲ shortcut တခုလို့တုံနှုံထားတာပါ။ဒါပေမဲ့လေဒီနေရာမှာတတိထားမယ်အချက်တခုရှိလေ။သူများတွေ့ကြုံကိုပဲဖတ်နေရင်လေကိုယ်တိုင်ဘာမှမလုပ်ဖြစ်ပဲအချိန်ကုန်သွားတယ် analysis paralysis ဆိုရဲထောင်ချုပ်ထဲမှာကြာသွားအောင်ဘယ်လိုလုပ်မလဲ။ ဆောင်းပါးမှာအဲ့ဒီချက်ကိုထိမသွားဘူးဒါပေမဲ့ဒါကလက်တွေ့မှာစာဖတ်သူတွေကြုံရတဲ့အရေးကြီးတဲ့အချက်ပဲစာအုပ်တွေများကြီးဖတ် strategy တွေများကြီးသိဒါပေမဲ့ဘယ်ကဆက်လုပ်ရမှန်းမသိဘဲနဲ့ရက်နေရမျိုးပေါ့အဲ့ဒါအဲ့ဒါတကယ်မနဲ့ချက်ပဲကိုယ်တိုင်လည်းကြုံမှုတယ်စီးပွားရေးစာအုပ်တွေဖတ်ပြီးအတွေ့တွေရများလာတော့နောက်ဆုံးပါမမလုပ်ဖြစ်တော့ဘူးဒါဆိုရင်အဲ့ဒီဝယ်ယူလိုက်တဲ့အချင်းကအလားအတာဖြစ်သွားတာပေါ့လေ ဲ့ဒီထောင်ချောက်ကနေဘယ်လိုယုံထွက်နိုင်မလဲခင်ဗျအဓိကကတော့စာဖတ်တဲ့ပုံစံကို ပြောင်းဟောလို့ရရှင် passive consumption ပေါ့နော်ဒီတိုင်းဖတ်ယုံပဲမဟုတ်ပဲ active learning ကိုပြောင်းရမယ်ဆိုလိုတာကစာအုပ်တော်ကိုဖတ်ပြီးရင်နားဒီတဲ့ကဘယ်အချက်ကိုမနှက်ဖြန်ချက်ချင်းသုံးချီကြည့်မလဲဆိုတဲ့မေးခွန်းကို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 အမြဲမေးရမယ်အချက်တစ်ချက်ပဲဖြစ်ဖြစ်ပေါ့ဥပမာ atomic habits စာအုပ်ကိုဖတ်ပြီးရင်အလေးချိန်ကိုအများကြီးတိစောက်ဖို့စူးစမ်းမဲ့အစား မနက်ဖြန်မနက်အိယာထိုင်ရေးတော့မယ်ဆိုတဲ့အသေးဆုံးအချက်လေးတစ်ခုကိုပဲရင်စလုပ်ကြည့်တာမျိုးပေါ့အဲ့ဒီလိုလက်တွေ့အတုံးချက်မှာဝယ်လိုက်တဲ့အချိန်ကတကယ်တန်ဖို့ရှိလာမှာနောက်တစ်ချက်ကတော့ကိုဖတ်မဲ့စာအုပ်ကိုတေချာရွေးချယ်တတ်ဖို့ပဲအောင်မြင်နေဆိုပြီးကိုကိုအမွမ်းတင်ရေးထားတဲ့စာအုပ်တွေလည်းများကြီးပဲလေအချိန်ကုန်၊ဂွေကုန်ပြီးအစိတ်အတော့ဖြစ်စေတဲ့အသိပညာမားတွေ မရအောင်စစ်စစ်ရွေးချယ်တတ်ဖို့ကလည်းအရေးကြီးတဲ့အရေးတွေတစ်ခုပဲသမ ्याव စီကအသိပညာကို download လုပ်တယ်ပြီးတော့အဲ့ဒါကိုလက်တွေ့အသုံးချဖို့ကြိုးစားတယ်ဆိုတဲ့အချက်က နောက်တစ်ချက်ဖြစ်တဲ့ကို့ဦးနော်ကို upgrade လုပ်တာနဲ့တိုက်ရိုက်ဆက်ဆံနေတာပဲနော်အချက်လက်ရရယုံတယ်မဟုတ်ပေကို့ရဲ့တွေးခေါ်ပုံစနစ်တစ်ခုလုံးကိုမှွန့်တင်လိုက်တာမျိုးပေါ့တိတိကျကျပဲရှင်ဆောင်းမားရဒုတိယအချက်ကအဲ့ဒါပဲဦးနော်ကိုအစစ်မြင့်တင်ခြင်းတဲ့ upgrading the mindset ပေါ့ဆောင်းမားတွေကဥပမာကလည်းတိလက်တွေ့ကြတယ်ကျမတို့တုံးနေရဲ့ဖုန်းတွေကွန်ပျူတာတွေကို software update ပုံမှန်လုပ်ပေးရတယ်လေဘာလို့လဲဆိုတော့ပိုကောင်းအောင်ပိုမြင့်အောင် လုံခြုံရေးပိုကောင်းအောင်အတွပေါ့အဲ့ဒီလိုပဲခုဦးနောက်ကိုလည်းခေတ်ရဲ့ပြောင်းလဲမှုတွေနောက်မှဂျမနီခေတ်ဖို့ update လုပ်ဖို့လိုအပ်တယ်လို့ဆိုထားတယ်ဒီ software update ကိုကျွန်တော်အရင်သဘောကျတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ဟာနေ့ကကျွန်တော်ထည်ထားတဲ့ digital marketing အသိပညာကအခုချိန်မှာဟို လုံးဝအထုမဝင်တော့တလားပဲ social media algorithm တွေကြောင့်ညာနေစနစ်တွေအကုန်ပြောင်းသွားပြီအဲ့ဒီချိန်တုန်းကစာအုပ်တွေစောင်းမတွေဆက်မဖတ်ပဲကိုဦးနှောကို update မလုပ်ခဲ့ရင်တကယ်ပဲနောက်ကျချန်ခဲမှာကိုတွေးပဲအဲ့ဒါဟာတုတ္တဆာဘေကပေးတဲ့ကြီးမားတဲ့တန်မိုးတစ်ခုပဲ never တစ်ခုတည်းကိုပဲဖတ်တာထက်နိုင်ငံရေးစီးပွားရေးနှီးပညာစိတ်ပညာဇီဝဘေးဒါလို never ဆုံးကအတ္တိပညာတွေကိုဖတ်ရှုလေ့လာတဲ့အခါမှာကျမတို့ရဲ့စဉ်းစားထွေးခေါ်နိုင်စွမ်း critical thinking ကတိတိတတ်တာတိုးတက်လာတယ် ပြဿနာတစ်ခုကိုကြုံလိုက်ရင်ရှူထောင့်တစ်ခုတည်းကနေမကြည့်တော့ပဲမတူညီတဲ့နယ်ပယ်တွေကအတွဲခေါ်တွေ mental model တွေကိုချိတ်ဆက်ပြီးဖြည့်ရှင်းနိုင်လာတယ်။ဒါကိုပဲတုတ္တဆာပေကပြတဲ့ဉာဏ်ပညာအနှစ်ထာရလို့စောင်းမမတွန်းစထားတာရှင်။ဒါပေမဲ့ဒီနေရာမှာစောစောကလိုပဲစဉ်းစားစရာတခုရှိလာပြန်တယ်။ကိုဦးနှောကို update လုပ်တယ်ဆိုပေမဲ့ကိုယုံကြည်ပြီးသားကိုကြိုက်ပြီးသားအကြောင်းအရာတွေကိုပဲရွေးဖတ်နေရင်ရောတကယ် upgrade ဖြစ်လား။ဒါမှမဟုတ် ိုယ့်ရဲ့အတွေးခေါ်ပေါင်းအခုချမှာကိုပူပြီးခိုင်မအောင်လုပ်နေတာလားဥပမာနိုင်ငံမှာစုရင်ကိုထောက်ခံတဲ့ဘက်ကရေးတဲ့စာအုပ်တွေတတိနေကိုပဲဖတ်နေတာမျိုးပေါ့အဲ့ဒါအရင်ကောင်းတဲ့ထောက်ကြချက်ပဲအဲ့ဒါက upgrade လုပ်တာနဲ့စန့်ကျင်ပဲကိုယ့်ရဲ့ software version အဟောင်းကိုပူပြီးခိုင်မအောင် patch လုပ်နေတာနဲ့တူသွားနိုင်တယ်တကယ် upgrade ဆိုတာကိုယ့်ရဲ့အခြေခံယူဆချက်တွေကိုစင်ခေါ်နိုင်တယ်ကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့စာအုပ်တွေကိုပါရွေးချယ်ဖတ်ရှုခြင်းကနေလာတာပါ အဲ့ဒါကမလွယ်ဘူးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။ဒါပေမဲ့အဲ့ဒီလိုမတူညီတဲ့ရှုထောင့်တွေကိုနားလည်အောင်ကြိုးစားခြင်းကလာကိုယ့်ရဲ့တွေးခေါ်ပုံ ကိုတကယ်တမ်းအစစ်မြင့်တင်ပေးနိုင်တာ။အသိပညာ knowledge ဆိုတာအချက်လက်တသက်ပဲ။ဉာဏ်ပညာ wisdom ဆိုတာကတော့အဲ့ဒီအချက်လက်တွေကိုဘလို့ဆက်ဆက်တွေးခေါ်ပြီးလက်တွေ့ဘဝမှာသုံးချမလဲဆိုတာပဲ။တူရစာပေကအဲ့ဒီဉာဏ်ပညာကိုရဖို့အကအခြေခံအုံမြင့်တွေကိုချပေးတာပါ။ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုစိန်ခေါ်ရတာကခက်ခဲတဲ့အလုပ်ပဲခင်ဗျ။ အဲ့ဒီလိုအချိန်မျိုးတွေမှာဒါမှမဟုတ်ဘဝမှာလမ်းပျောက်နေတဲ့အချိန်မျိုးတွေမှာလမ်းညွှန်မှုလိုလာတယ်။အဲ့ဒါကဆောင်းပါးရဲ့တတိယအချက်ဖြစ်တဲ့စိတ်သက်ခွန်အားနဲ့လမ်းပြမီးဖို့မို့နော်။ mentorship ဆိုတဲ့အပိုင်းနဲ့တွားပြီးဆက်ဆက်နေပါတယ်။အထူးသဖြင့်အသက်20ကျော်30ရွယ်တွေဟာဘဝရဲ့မရေရာမှုတွေစိတ်ဖိစီးမှုတွေနဲ့အများဆုံးရင်ဆိုင်ရအချိန်မှာတူတက်စာပေက အကောင်းဆုံးမိတ်ဆွေနဲ့ဆရာ mentor ဖြစ်လာနိုင်တယ်လို့ဆိုရတယ်။ ဟုတ်ပါတယ်ရှင်ဒီအချက်အောက်မှာစာအုပ်အမျိုးအစားနှစ်ခုကိုခွဲပြီးရှင်းပြထားတာသိပ်ကောင်းပါတယ်ပထမတစ်ခုက အထုပတ္တိတွေ biographies တွေဖတ်ခြင်းမှာကဘာပေါ်မှာအောင်မြင်ခဲ့တယ်ဒါမှမဟုတ်ထူးထူးခြားခြားကြုံစားခဲ့ရတဲ့လူတွေရဲ့ဘဝစကြောင်းတွေကိုဖတ်တဲ့အခါသူတို့လည်းငါတို့လိုပဲအခက်ခဲတွေကြာရှုံးမှုတွေစိတ်တက်ကြစရာတွေကိုအများကြီးကြုံခဲ့ရတာပဲဆိုတာသိလာရတယ်အဲ့ဒီငါဒီရောက်တဲ့အဖြစ်နေတာမဟုတ်ပါလားဆိုတဲ့ခံစားချက်ကတကယ်တမ်းမှုရှိတယ် Steve Jobs တောင် ူ့ဘွားရဲ့အစောပိုင်းမှာဘာလို့ရမယ်မသိပဲလမ်းပြောက်ခေတီတာပဲအဲ့ဒါကိုဖတ်လိုက်ရတော့ကိုရီလိုတာမန်လူဒီအောင်ဒီနဲ့လမ်းပြောက်တာကတိမဆမ်းမအောင်ဆိုပြီးအားပြစ်စေတယ်သူတို့တော်ဒီအချိန်တွေကိုကြော်ဖြတ်နိုင်ခင်ငါလည်းကြော်ဖြတ်နိုင်ရမယ်ဆိုတဲ့ခွန်းအားကိုရစေပါတယ်နောက်တစ်မျိုးကတော့မိမိကိုယ်ကိုမြင့်တင်ခြင်း self improvement ဆောက်တည်ပါအခုနောက်ပိုင်းအရင်ခေတ်စားလာတဲ့အမျိုးအစားပေါ့ အဲ့ဒီစာဟုတ်တီကရှုပ်ထွေးနေတဲ့ဘွားလန်ခကြီးအတွက်တီးကြတဲ့မန်းပြမီပုံတစ်ခုကိုပြင်းနိုင်တယ်လို့ဖော်ပြထားတယ်။ဥပမာအချိန်ကိုဘလို့စီမံခန့်ခွဲမလဲ၊ငွေရေးချေးရေးကိုဘလို့ကင်တွယ်မလဲဆိုတာတွေအတွက်ရှင်းလင်းတဲ့နည်းလမ်းတွေကိုပြင်းနိုင်တာပေါ့။ဒါမဲ့ဒီနေရာမှာလဲစိုးစိုးကလိုပဲအားထားချက်အားနည်းချက်ကိုဆွေးနွေးကြည့်ချင်တယ်ရှင်။စောက်တောက်ကရန်ကုန်နဲ့ဒလန်သွားမန်တော်ကျော့ပါ။သူကအကြံဉာဏ်ဒီအများကြီးပေးတယ်။ဒါပေမဲ့သူ့ရဲ့အချီးမောင်းလုံးအားနည်းချက်ကဘာဖြစ်မလဲ။ သူကကိုပြောရကိုပြန်နားမထောင်နိုင်ဘူးကိုရဲ့တီးကြတဲ့အခြေအနေအတွက်တီးတန့်ရန်ပေးလို့မရဘူးမှန်တယ်အကြံဉာဏ်တွေကရေပြဆာနေတတ်တယ်အဲ့ဒါကြောင့်တခါတလေ self help စာအုပ်တွေဖတ်ကြည့်ရင်အပြင်မှာတကယ်လှုပ်ချတဲ့အခါကိုနဲ့အမမန္တာမျိုးတွေထစ်တတ်တယ်ဒါဆိုရင် စာအုပ်ကြီးကိုမန်တော့အဖြစ်ဘလို့အကောင်းဆုံးတုံးချီရမလဲခင်ဗျာအကောင်းဆုံးနိလန်းကတော့စာအုပ်ကိုအကြံဉာဏ်တောင်ခုအစတခုအနေနဲ့တုံးတာပါပဲစာအုပ်တခုကိုဖတ်ပြီးရင်အဲ့ဒီထဲကအကြံဉာဏ်တွေကိုမျက်စိမှိတ်ပြီးလိုက်လုတာထက်အဲ့ဒီအကြံဉာဏ်တွေကနေကိုယ့်အတွက်မေခွန်းကောင်းတွေထုတ်တတ်ဖို့ကြိုးစားရမယ်ပြီးရင်အဲ့ဒီမေခွန်းတွေကိုတကယ်လွတ်လွတ်ပေါ်ပါက mentorry တငယ်ချင်းတွေကိုတွားမေးပြီးဆွေးနွေးရမယ်ဒါမှမဟုတ်အဲ့ဒီစာအုပ်ကိုဖတ်တဲ့ကြားသူတွေနဲ့စုဖွဲ့ပြီးဆွေးနွေးတာမျိုး ပုတ်ကလပ်လို့ရမယ်။အဲ့ဒီခါကျမှစာအုပ်ကပေးတဲ့တလန်းထွားအသည့်ပညာကအပြန်လန်ဆွေးနွေးမှုတွေနဲ့ရတဲ့ပက်ပေါင်းစုံကအသည့်ပညာဖြစ်လာမှာပါ။ကောင်းလိုက်တဲ့ချက်ပဲ။ဒီချက်တုံးချက်တုံးကိုပြန်ခြုံငုံကြည့်လိုက်ရင်တုဒ္ဒစာပေနဲ့ကျွန်တော်တို့ရဲ့ဆက်စင်းရေကတော်တော်လေးတက်ကြွဖို့အပြန်လန်ကျူးဖွေဖို့လိုအပ်တာကိုတွေ့ရတယ်နော်။ဒီဆောင်ဖွဲ့ရဲ့နေအုံချုံမှာပြောထားတဲ့ချက်ကလည်းအဲ့ဒါနဲ့တွားပြီးကင်ညီနေတယ်။တုဒ္ဒစာပေရဲ့နေတာရဆိုတာစောက်စင်ပေါ်မှာအလှထားဖို့ငါဘဲစာအုပ်ဒီဖတ်ပြီးပြီလို့ ကြွားဝါဖို့ဆူထားတဲ့အသိပညာတတ်တတ်မဟုတ်ဘူးဆိုတဲ့ချက်ပါပဲဟုတ်ပါတယ်အဲ့ချက်ကိုကျွန်မတမျိုးလေးမြင်တယ်ဆောင်းပါးမှာပြောထားတာကတုတ္တဆာဘေကရတဲ့အသိပညာတွေကလက်နက်ကိရိယာတွေဖြစ်တယ်လို့ဆိုတယ်ဒါပေမဲ့တကယ်အရေးကြီးတာကဘယ်ချိန်ဘယ်ကိရိယာသုံးရမလဲဆိုတာသိရဲ့လက်သမားရဲ့အတ္တပညာပဲစာအုပ်ကလေးများကြီးဖတ်ပြီးကိရိယာတွေများကြီးဆွထားရုံနဲ့မပြီးဘူးတူတလက်ကိုကင်ပြီးအရာအလုံးကိုလမ်းရိပ်နေလို့မရဘူးလေ ကိုရှိကပြဿနာကဝတ်ဥလက်လိုတဲ့ပြဿနာလားဒါမှမဟုတ်ညက်လိုတဲ့ပြဿနာလားဆိုတာကိုခွဲခြားသိမြင်နိုင်တဲ့ဉာဏ်ပညာကပိုရည်ကြီးတယ်။အဲ့ဉာဏ်ပညာကစာဖတ်ခြင်းနဲ့လက်တွေ့ဘဝကိုချိတ်ဆက်ခြင်းကနေပင်ရလာတာပါ။အာယံလေးနဲ့တွားတယ်။အပြောင်းလဲတွေအယံမြန်ဆန်လာလဲဒီနေ့ခကြီးမှာတုတ္တစာပဲဖတ်ရှုခြင်းဟာအရင်ကလို အားလက်ချိန်မှာလုပ်တဲ့ဝါဒနာ hobby တခုမဟုတ်တော့ပဲရှင်တန်ရက်တီရေးအတွက်မရှိမဖြစ်လိုအပ်ချက် necessity တစ်ခုဖြစ်လာပြီလို့တိုက်တွန်းထားတယ်။ဒီစကားကလက်ရှိခေတ်ရဲ့အခြေအနေမှန်ကိုထင်ရဆဲတာပဲ။ကိုကိုကို မြေရန်အစင်မြင့်တင်မနေရင်နောက်ကျကြံခဲ့မဲ့ခေတ်ကြီးမှာတူတက်စာပေက အကောင်းဆုံးနဲ့အလွယ်ကူဆုံးကိုကိုကိုယဉ်နီးမြွတ်နိုင်မှုတွေထက်ကတစ်ခုပဲဖြစ်ပါတယ်။တူတက်စာပေရဲ့အကျိုးကျေးဇူးတွေကိုရှင်းပြရုံတင်မကပဲအဲ့ဒီအကျိုးကျေးဇူးတွေကိုဘလို့ smart ကြကြရယူအသုံးချမလဲဆိုတာကိုပါစဉ်းစားစေခဲ့ပါတယ်နော်။အချင်းကိုဝယ်ယူတဲ့အခါ analysis paralysis မဖြစ်အောင်တတိထားဖို့ဦးနော်ကိုအစိမ့်မြင့်တင်တဲ့အခါကိုယ့်ရဲ့အခိုးချေးမှာတိုင်းမှာပိတ်မိမနေအောင်တတိထားဖို့ mentor အချစ်စောင်းတွေကိုအသုံးချတဲ့အခါသူရဲ့အကန့်အသက်ကိုနားရပြီးလက်တွေ့ဖွာနဲ့ချိတ်ဆက်ဖို့လိုအပ်တယ်ဆိုတဲ့အချက်တွေပေါ့ဟုတ်ပါဒီနေ့ဆွေးနွေးမှုကထုတ်တာစာပေကိုဘလို့ချင်းကတင်တယ်ဆိုတဲ့အတွေ့အစ်တွေအများကြီးရလိုက်ပါတယ်ဒါဆိုရင်ဒီဆွေးနွေးမှုကိုနားထောင်နေသူတွေအတွက်ဆက်ပြီးတွေ့ကြမိခွန်းတစ်ခုထားခဲ့ခြင်းပါတယ်ခင်ဗျာ ိုးစိုးကပြောခဲ့တဲ့လက်သမားနဲ့လက်နက်ကိရိယာဥပမာကိုပြန်သုံးကြည့်ပါလေကိုယ့်ရဲ့ဘဝမှာအခုလက်ရှိကျုံတွေ့နေရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကို project တစ်ခုလို့သဘောထားလိုက်ပါအဲ့ဒီ project ကိုအောင်မြင်အောင်လုပ်ဆောင်ဖို့အတွက်ကိုယ့်ရဲ့လက်နက်ကိရိယာပုံတွေမှာဘလိုကိရိယာတမျိုးအလိုအဆုံဖြစ်နေမလဲပြီးတော့အဲ့ဒီကိရိယာကိုဘလိုတူတာစားပြီးအမျိုးအစားရှိကနေရယူနိုင်မလို့ထင်ပါတယ်လေဒီတဲ့ပုံပြီးနန်းနန်းနဲ့တွေ့ရရင်အဲ့ဒီကိရိယာကိုကိုင်ဆွဲမဲ့လက်သမားဖြစ်တဲ့ကိုယ့်ရဲ့အရေးချင်းကိုမြင့်တင်ဖို့ဘာတွေလိုအပ်နေအောင်မလဲ အဲ့ဒီမိကုံးလေးကိုကိုယ့်ကိုယ်ကိုပြန်မြည်ကြည့်ဖို့တိုက်သွင်းရင်ဒီနေ့အတွက်ဒီမှာပဲနေကုန်းချက်လိုက်ပါစေ။